ဒီတစ်ခါမှာတော့ရှေးရပြီးတော့အပိုင်းငါရဲ့အပိုင်းဆက်ဖြစ်တဲ့လောလောလတ်လတ်မိတိကျူထားတဲ့နေရာကမိကျွေးကတခဲယူပြီးအဲ့ဒီမိကျွေးရဲ့တတိယပရဘိုင်လာကိုဖွင့်ဖက်ရမယ်ဒီလိုပရာလောကနဲ့ဆက်နွယ်နေတဲ့ပရဘိုင်ကိုဒီလိုလွတ်လွတ်ကူကူနီးနဲ့ဖွင့်ဖက်လို့ရပါမလားအဲ့ဒီပရဘိုင်ကိုဖွင့်ဖက်ဖို့လူကြောက်မဖွယ်ရအရာတွေကိုရှင်းဆိုင်ရအောင်ပါလေ ဘယ်ပိုင်းမှာပါတဲ့အကြောင်းအရာတွေကရောပါတယ်ဖြစ်မယ်ဆိုတာအခုဗီဒီယိုအပိုင်း6မှာပြောပြပြီးတော့မှဖြစ်ပါတယ်။ကဲပါတယ်ဆက်ဖြစ်မယ်ဆိုတာတွားကြည့်လိုက်ရအောင်။ ော်လက်လက်မိတိချိုထားတဲ့မိသွေးကလေးခဲကိုယူရတာတော့တိတ်မခက်ခဲလားပါမိတိချိုဆက်မအဆောင်ကလားကလေးကိုလက်ဖက်ရည်ပိုးလေးပေးပြီးယူလာခဲ့လိုက်တာပါပဲထိုမိသွေးကနဲ့ပရပိုက်ကိုပုတ်ချလိုက်တော့ဆလုံးနေပေါ်လာတယ်။နောင်ချိုကတော့ထုံးစံအတိုင်းအလကားပါ။ငကူလေးကပရပိုက်ပေါ်မှာစာရီရှိနေပြီးသားပဲ။မိန်နေလို့မမြင်ရတာ။မိသွေးကနဲ့ပုတ်လိုက်တော့ ပေါ်လာတာပေါ့ခုဝေဖန်ဖြစ်သည်သူးကြမီကပြုံပြုံလေးသာပြန်ကြည့်ပြီးဘာမှပြန်မပြောအစင်တစင်အောင်မြင်သွားပြန်ပြီမဟုတ်လားပန်းနိုင်နဲ့တစားတစားနီးကပ်လာကြည့်ပြီးတကျူးစက်မှယူလာသောမိတီးကလေးကိုလမ်းတိတ်ကအမိုက်ပုံမှာတွားလွန့်ပစ်ခဲ့သူတို့ကတော့ရိုးရိုးပင်မလိုအပ်တော့တဲ့ပစ္စည်းတစ်ခုကိုစွန့်ပစ်လိုက်တာပါပဲထို့မှအကျိုးဆက်အဖြစ်မသက်ဆိုင်သူတယောက် ုက္ခတွေ့သွားလိမ့်မည်ကိုတော့ကြိုးတင်မမြင်နိုင်ခဲ့ကြပါမိသေးခဲ့သွားလွန်ပြစ်သောအမိုက်ပုံဤတွင်တဲအင်္ဂလိတိုင်ရှိနေသည်စင်ရဲသောကြောင့်ချန်စီယိုလေးပါလေးကိုပင် ကာယံထားနိုင်ခြင်းမရှိပေဒီတော့ထိုတဲ့လေကသူတို့လွန့်ပြရာအမိုက်ပေါ်နဲ့မြေကတဆက်တည်းဖြစ်နေတာပေါ့နောင်ချူကတကြိုးဆက်မှမိတွေ့ခဲကိုလွန့်ပြစင်ကပင်ဒီတဲ့နဲ့ကွာအမိုက်ပေါ်နဲ့တလောက်နီးနေတာတော့အနံ့ဆိုးတွေပါတယ်မရဘူးလားမသိဘူးဟုပင်တွေးခဲ့မိသေးသည်နောက်နေ့မနက်မှာတည်င်းစာတစ်ခုရောက်လာတော့သူတို့စိတ်ထဲဘာတိဘာသာပါပဲအမိုက်ပေါ်နာတဲကလေးကလူကြီးတည်သွားပြီတဲ့ဆိုတော့တိတ်တူးဆန်းနေမထင်မိခဲ့နောက်မှစကားတွေကအူမူစုံလင်လာတယ် ယ်ဒီပုံကစမ်းနေတဲ့ကိုလေပင်ကိုကိုမြင့်ကင်ပြီးမျက်လုံးကြီးပြုတ်ထွက်ပြီးတည်နေတာဆိုတော့သူယူသားယူတော့မဟုတ်ဘူးလို့သဘောရကြလေသည်ထိုလူကြီးကတန်တန်မာမာကြီးဆိုတော့ယောဂါကြီးကြီးမာမာလဲရှိနေလောက်เสียမမြင်အရကလေးပါလေနင်းနေပါပါတောက်တတ်တော်လေတကယ်ရစ်ထုတ်ကြီးမျိုးမဟုတ်ပြောပန်များလာတော့နောင်ချူနေချိုးကြမိမှာစိတ်ဝင်စားမိသည်အရထဲမှာလူတွေကလည်းယုံထင်ကြောင်းထင်ကောလာဟာလာတွေနဲ့အတော်ကြောက်လန့်နေကြပြီ မဟုတ်လားနောက်ဆုံးမတက်တာတော့ဒီနဲ့နောင်ချူအားကျူးကြမိပြောပြလေစီမားတို့တွားကြည့်ရအောင်ဟဲဟိုရင်ကိုအပြည့်စုံမပြောတော့လဲဘာကိုဆူလူလဲဆိုတာသူတို့ညဆိုတိကြသည်အိုးမားတို့နဲ့တော့ဆိုင်လိမ့်မယ်မထင်ပါဘူးဟာမိသားကြီးပါသို့တော်တကယ်တမ်းတဲလေးစီရောက်သွားချိန်မှာတော့ဖူစကားကိုနောင်ချူကိုယ်တိုင်ပဲအပြည့်ဝမယုံကြည်နိုင်တော့ပါအလောင်းကိုယူသွားပြီမို့တဲရင်ကလေးတဲ့တွင်အာတုပရှင်မိသားစုများရှိနေကြသည်ကြံရစ်ခဲ့တာ ာကဇနီးလုပ်သူရဲ့လူမမဲ့တားငယ်လေးရပါပဲသူတို့ကအခင်းပြတော်နေတွင်တခြားနေရာကိုသွားနေတာတဲ့ထိုညကထိုအိမ်မှာတေသူတယောက်တည်းရှိနေကြည့်ပေါ့အိနီနာချင်းများကလည်းတေးအင်းနဲ့ထူးဆန်းနေသောအော်ဒန်ကြီးကိုထိုညကပညာလုံးကြားခဲ့ရသည်ရဲ့လည်းပဲအင့်နေတဲ့အတန်မျိုးပဲဟုပြောကြသဖြင့်စိတ်အယံဝင်စားမိသွားတော့လေပူဆွေးနေသူများရှိတယ်မို့ချေချင်မြင့်မြင့်မမေးခဲ့ပါထိုအိမ်မှာပြန်ထွက်မှာတော့ဘာရင်မဟုတ်နောက်ချူတယောက်တဲ့အင်္ဂလိပ်ဘေးကိုအကြည့်ရောက်သွားခဲ့ တွေသည်ခေါင်းနှပန်းတွေချက်ချင်းကြီးပြီးအယမ်းလန်သွားခဲ့ရသည်ဂျိုးကြမေကိုတော့မပြဝန်တော့ မြင်ရဒီကဘာမှမဟုတ်တော့လေသူတို့အတွက်တော့အရန်တိုက်ဆိုင်ပြီးကြောက်မက်ဖွေရကောင်းနေပါတယ်တဲ့ရင်လေးနဘေးထရန်တွင်မိသွေးခဲဖြင့်ရှုပ်ပွားနေအောင်ရှောက်ချထားသောအရာများထို့မှ အောက်ဖက်မြေပြင်တွင်မိသွေးကလေးတစ်ခဲကျနေစီကိုအဝေးကပင်မြင်သာပါသည်သူတို့တွင်မိသွေးချိုဆက်မှယူလာသော မိသွေးခဲဖြစ်မည်ဟုနောင်ချိုကတထစ်ကြယုံကြည်လိုက်မိသည်ဒါလူများအမိုက်ပုံနဲ့ပြစ်ခဲ့သောမိသွေးကထိုနေရာကိုရောက်နေရတာလေအိမ်ဖေးထ ထရင်ပေါ်မှာဘာလို့ဒီလောက်ရှုပ်ပွားနေအောင်ချစ်ထားတာလဲဘသူလောက်တာလဲဤတဲ့ရင်လေးတွင်ထိုးညကဘာတွေဖြစ်သွားခဲ့တာလဲရုပ်ပြက်စင်းပြက်ဒီသွားရှာပြီဖြစ်တော့ကာယကံရှင်မလွဲ၍ဘသူမှတိတိကျကျဖြည့်ရှင်းနိုင်လိမ့်မည်မဟုတ်ပါ။နောင်ကျူတို့အတွက်တော့ဒီတစ်ခါအဖြစ်ပြက်ဟာဘဝတသက်လုံးသာစိတ်အတွေးတို့ဟာ၆လက်သွားတော်မူအပြည့်နဲ့ပုံစံတည်းရဲ့ဖြစ်ပါလေတော့ဤ ပိုင်းမှာပါတဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲဆိုတာအားလုံးသိကျင်ကြလိမ့်မယ်လို့ထင်ပါတယ်တတိယပရိုဗိုက်ပါ20အဆင့်ဒီအပိုင်းကစပြီးကိုယ်တိုင်ရေးဆွဲရတာမျိုးထက်ပတ်ဆိုင်တဲ့ပုံစံတွေကိုရွေးချယ်ရတာမျိုးတွေလာပါပြီတွဲချက်ရတာတွေတော့အဆင်လာတိုင်းရှိတာပေါ့ရှေ့ပိုင်းမှာတွဲချက်မှုရမေးရိုးပုံစံနဲ့ဦးပေါင်းပုံစံပြီးလျှောက်ပြီးပြီးသွားပါပြီမေးရိုးပုံစံတွဲချက်မှုကိုကျွန်တော်ရဲ့ဗီဒီယိုအပိုင်းလေးမှာကြည့်နိုင်ပါတယ် ်ဦးကောင်းမွန်ဆန်တို့ချက်မှုကိုတော့ကျွန်တော်ရဲ့ဘီရိုအပိုင်ငါမှာသွားကြည့်နိုင်ပါတယ်အခုကဖူးစာဘက်ရဲ့နှာခေါင်းပုံကိုဘယ်လိုပုံရှိမလဲဆိုတာတွက်ချက်ကြည့်ရမှာဖြစ်ပါတယ်ဖူးစာရှင်ရဲ့ရုပ်ပုံတော်ကိုတွက်ချက်ဖော်ထုတ်ရမှာအဓိကအားဖြင့်တော့ရုပ်ရည်အပြင်ဘယ်လိုရှိမလဲဆိုတာမိမိဖူးစာရှင်ဖြစ်လာမဲ့သူရဲ့မျက်နာကို ဖော်ထုတ်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီလိုဖူးစာရှင်ရဲ့မျက်နာကိုတွက်ချက်ကြည့်ဖို့အတွက် ဒီပညာရဟာမျက်နာပြင်ပါအစိပ်ပိုင်းတစ်ခုစီကိုတစ်ခုချင်းတိဆောက်တွက်ချက်တဲ့နည်းနဲ့ဖော်ထုတ်ပြထားပါတယ်။ဒါကြောင့်အခုဖူးစာရှင်ရဲ့နှကောင်းပုံဘယ်လိုရှိမလဲဆိုတာဖော်ထုတ်ကြည့်ရမှာဖြစ်ပါတယ်။ဒါကိုတွက်ဖို့မိမိဟာဘယ်ရာသီဖွားလဲ၊ဘာနေတာလဲဆိုတဲ့နှစ်ချက်ကိုသိယုံနဲ့ရပါတယ်။ရာသီဖွားဆိုတာကမင်းရာသီဖွား၊ပင်ရာသီဖွားစသည်ဖြင့်ပေါ့။၁၂ရာသီဖွားကို ပြောတာပါ။ ိုကဘာနေမွေးလဲဆိုတာတော့အာလုံးသိကြလိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီအချက်နှစ်ချက်ကိုမူတည်ပြီးပြထားတဲ့ပုံကိုကြည့်ပြီးဒေါင်းလိုက်ကောင်းစင်နေရာယာစီဘာဖြစ်ဖြစ်ပြီးအလျားလိုက်ကောင်းစင်ဟာနိမ့်နံနေဖြစ်ပါတယ်။ဇယားကထင်တာကိုယာစီဘာနဲ့ကိုနိမ့်နံစုံတဲ့နေရာကိုရှာကြည့်ရင်အဖြစ်နံပါတ်ကိုရပါလိမ့်မယ်။အဲ့ဒီနံပါတ်ဟာဖူးစာဘက်ရဲ့နှာခေါင်းပုံကိုရှာရမယ့်နံပါတ်ပါပဲ။ တကယ်လို့ကိုကကံရာဒီဘွားတနင်းလာသာဆိုပါတော့တောင်းလိုက်ကရာဒီဘွားကောင်းစဉ်ဒီမှာ ကံရာဒီဘွားဆိုရင်နေရာကိုတွားပြီးအလျားလိုက် တနင်းလာဆိုတဲ့နေရာတစ်တစ်အတန်းနေတဲ့နံပါတ်ကိုကြည့်ရင်နံပါတ်ခွန်ကိုတွေးရပါလိမ့်မယ်အဲ့ဒီနံပါတ်ဟာကိုနှစ်ဖူးသာရှင်ရဲ့နှာခေါင်းတွင်ပြင်ပြီးဆောင်မဲ့အဖြစ်နံပါတ်ပါပဲ။ အဲ့ဒီနံပါတ်နဲ့သက်ဆိုင်တဲ့ပုံစံကိုအခုဒီဗီဒီယိုမှာပြထားပေးပါမယ်။မေယူပုံနဲ့ဥကောင်းပုံဖြစ်တဲ့မိမိပူဇာရှင်ရဲ့မျက်နှာပုံထဲမှာအဲ့ဒီသက်ဆိုင်ရာနှာခေါင်းလေးကိုထည့်ရမှာဖြစ်ပါတယ်။ကဲပုံမရှင်းလင်းသွားအောင်ဥပမာပုံလေးကိုတစ်ချက်ကြည့်လိုက်အောင်။နမူနာပုံစက်နှစ်ပုံပြထားပေးရမို့ကိုနံပါတ်လေးနဲ့တိုက်ပြီးပုံဖော်လို့ရပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေရတဲ့ဒီနီလန်းလေးကိုတွေ့ကြည့်ပြီးပြီလား။ ကိုယ့်ရဲ့ဘုဒ္ဓရှင်ရဲ့ရုပ်ပုံလွာပါရောဘလို့ပုံလေးဖြစ်လာပြီလဲဆိုတာကိုမမတစ်ချက်ရေးသွားခဲ့လို့ရပါတယ်သထုဒ္ဓပရပရဲ့အကြောင်းကိုတော့နောက်ပြီးတော့အပိုင်းခွန်မှာပြောပြပေးသွားမှာဖြစ်ပါတယ်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအစမပြတ်တင်သွားပြီးမှမဟုတ် channel လေးကို subscribe လုပ်ရသေးရင်လုပ်ခဲ့ပြီးပို့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုအပိုင်းခွန်မှာပြန်တွေ့ကြမယ်